မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းဝါကတော့မန္တလေးတက္ကသိုလ်ရာပြည့်တပင်ဖွံ့ဖွဲကိုယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့အစိုးရအဖွဲ့ဝင်တချို့တက်ရောက်တဲ့သတင်းဖြစ်ပါတယ်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့မန္တလေးတက္ကသိုလ်ကြီးဟာဆိုရင် ဒီနှစ်2025ခုနှစ်မှာနှစ်ပေါင်း100ပြည့်ခဲ့ပြီဖြစ်ပြီးရှာပြည်သဘင်ခန္ဓာကိုပို့ချုံမှုကြီးမေအောင်လိုင်းနဲ့အတူပြည်တော်စုအစိုးရအဖွဲ့ဝင်တွေတက်ရောက်ကြောင်းသိရပါတယ်အခမ်းအနားမှာပြည်တော်စုအစိုးရအဖွဲ့ဝင်တွေကဖဲချုပ်ဖြတ်ဖွင့်နေပေးခဲ့ပြီးရှာပြည်အထိမ်းအမှတ်ကြောက်စာကိုတော့ပို့ချုံမှုကြီးမေအောင်လိုင်းကဆက်ကလုံးနဲ့ဖွင့်လှစ်ပါတယ်အဲ့နောက်မှာတော့ဝင်နေသဘင်ခန္ဓာမှာမန္တလေးနဲ့မန္တလေးတက္ကသိုလ်ကြီးအတွက်ကွန်ပျူတာစကားပြောကြပါရစေ။မန္တလေးတက္ကသိုလ်ရှာပြည့်သဘင်ခန္ဓာကိုတက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်းတွေ မြို့မီမြို့ဖာတွေနဲ့အငိမ့်စားဆရာဆရာမဟောင်းတွေကျောင်းသားကျောင်းသူအဟောင်းရုပ်အသစ်ပါတက်ရောက်ကြပါတယ်။ဒီရာပြည့်တပင်ပွဲကိုပြည်သူတွေလေးလာနိုင်မှု လေးရတာခင်ချင်းပြသထားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။